ကြားပြီးပြီလားစစ်တပ်ကောင်တွေထိုင်းဘက်ကိုထွက်ပြေးကုန်ပြီတနေ့တိုင်းတိုင်းမောတောင်မှာမောတောင်မှာမောတောင်မြို့ကိုကင်းတယ်လေပုံတက်တယ်ဒိန်ပိုက်လိုက်ပြီဟိုတနေ့ကဘိုးပိုင်ချဲကစစ်ကြောင်းတကြောင်းလုံးအပြုတ်တိုက်တယ်မိုက်ခဲတို့ပိုင်ချဲတို့ကတော့လက်တံပြောင်ချက်ဗျာအခုထပ်ပြီးတော့မောတောင်တမျိုးလုံးကိုတိန်ပိုက်ပြီးတော့ဖက်စစ်တပ်ကကောင်တွေထိုင်းဘက်ကန်ကိုခွေးပြေးပြေးတယ်ဗျာနောက်တဲ့သတင်းကောင်းတစ်ခုရှိတယ် US ကအထူးတပ်ဖွဲ့ဖွဲ့လိုက်ပြီဆော့ချစ်တူ DGB တို့အဖွဲ့တွေ မင်း online ပါအမှုတွဲမလားမသိဘူးဒီကောင်နေညာဘက်အိတ်မပြောတော့ဂျုံလာမိအောင်ဆိုဖုန်းဆက်မိကြည့်လားအိတ်မပြောပြေးလည်းမလုပ်ဘူးလို့ဟိုကတကယ်ဖမ်းရင်ပါပါပဲလို့ကုတ်ဇက်ကနေပဲချီချီချမ်းလို့လူတော်ပါတော့သူတို့လောက်ပါတော့ဟိုကတသားလေးပဲမှုန့်ချီမှာဟိုကအကော်လို့ဒေတာနဲ့အကုန်ရှိပြီလားဒေတာဘယ်နေရာဘယ်ပြည့်တယ်ဆိုတာသိနေလားသူတို့ကိုင်ဖုန်းနဲ့ဖုန်းနဲ့ခြေရခိုင်းပြီးသွားပြီအကုန်လုံးစနေရောက်နေပြီအဲ့တို့ဆက်နေတော့သူလွတ်မဲ့ထင်နေတာထိုင်မပြေလွတ်မဲ့ထင်နေတာအဲ့တော့စောင့်ကြည့်ပေါ့ဗျာကျွန်တော်တော့ဘာမှပြောလို့မသိဘူးအဲ့ဒီကြားပြကိစ္စခင်ဗျာမနေတော့မနေနဲ့ညက်ပြီးသေးကြအောင်မယ်တောင်းရောက်ကြအောင်မယ်ပယ်ဆောက်ချင်လိုက်လိုက်အောင်မယ်တော့တော့အောင်ပါ ထိုးထိုးလိုက်ယူသွားကြအောင်ပါဒါပေမဲ့အဲ့ဒါအားလုံးရဲ့ဇင်းမြေကဖရဲလေအကောင်အပေါင်းလေးတွေဆိုသူတို့ကသူတို့မသိဘဲနဲ့ဆွတ်ဆက်ပြီးတော့ဟိုဘာလဲဆိုတော့ဟိုတော်သားချဲပေါက်သူတို့ထလုပ်တာနော်တော်သားချဲပေါက်တို့တွေ့ရဆော်ခေါ်တီးရကိုအေးကြိုက်ပေါ့အဲ့ဒါပဲနော်အဲ့လိုဖြစ်တာတကယ်ပေါ့လားအဲ့လက်နက်ကြိုက်ပေါ့လေကတော့တော်သားချဲပေါက်တို့တွေ့ရခေါ်ဆော်တီးနေဟိုတွေ့ရဆော်ခေါ်တီးနေချဲပေါက်တော်သားချဲပေါက်တို့ဘာလဲကတော့ဟာသရှိလေချဲပေါက်ကိုခေါ်တီးဦးမယ်အေးအတော်သားတွေချဲပေါက်တွေကဆော်ခေါ်တီးလိုက်တာအခုတော့အေးကြိုက်ပေါ့အဲ့ပြဿနာပဲအဲ့ဒါပဲအဲ့ဒါလူရင်းအဲ့ဒါအဲ့ဒါကြောင့်ဒါမြန်မာနိုင်ငံကျတော့တိတ်ခါကြာပါတယ်ဒီကြားပြန်တဲ့ပတ်သက်ရင်မြန်မာက ကြားဖြန့်မဖြစ်တဲ့နိုင်ငံဆိုတိတ်ခါကြအားလုံးပဲမင်္ဂလာပါအထူးသတင်းမျိုးကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ချင်တဲ့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြပြည်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့အသုံးဆိုခြင်းပါတယ်အထူးသတင်းကောင်းမျိုးကိုတင်ဆက်ပေးတဲ့ video file လေးတွေကိုကျွန်တော်နဲ့တူကြည့်လိုက်ရမှာဖြစ်ပါတယ်အဲ့တော့တစ်ဖက်မှာလည်းအာဆီယံဘုံသဘောတူညီချက်ကို like နာမှုမရှိတဲ့မအားလာစစ်အုပ်စုကိုအာဆီယံကလည်းပြက်ပြက်သားသားပြောလိုက်ပြီးဖြစ်ပါတယ်အရင်တုန်းကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလေးလာစောင့်ကြည့်ရေးအဖွဲ့ဆေလွတ်မယ်ဆိုပြီးပြောထားတဲ့စကားရှိပေမဲ့အခုနောက်ပိုင်းမှာတော့လေးလာစောင့်ကြည့်ရေးအဖွဲ့တောင်မှဆေလွတ်ဖို့မရှိတော့ဘူးလို့ပြပြသွားတာလည်းထုတ်လိုက်တာဖြစ်ပါတယ်။ ဲ့တော့တစ်ချိန်လုံးတရုတ်ကတရုတ်ကနေပြီးတော့မှမြန်မာစစ်အုပ်စုဘက်ကိုရှင်းလာခဲ့တယ်မြန်မာစစ်အုပ်စုကိုစစ်ရေးအကူအညီတွေနှီးပညာအကူအညီတွေအမျိုးမျိုးပေးလာခဲ့တယ်ကာကွယ်ပေးလာခဲ့တယ်တရုတ်ပြည်အခုချိန်မှာဟာလာဒီတားဖြန့်လူလိန်ခိုင်းနဲ့ပတ်သက်ပြီးတော့မှမြန်မာစစ်အုပ်စုနဲ့တရုတ်ရဲ့ဆက်ဆံရေးဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ကျမတို့ဆက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဲ့တော့နိုင်ငံတကာကတော့ရွေးကောက်ပွဲကိုဖယ်ချထားတယ်။လူရမသွင်းဘူးစစ်အုပ်စုကိုလူရမသွင်းဘူးအမျိုးမျိုးနောက်ထပ်လည်း PR တွေအများကြီးရှိလာနိုင်တဲ့ရင်ဆိုင်လာရနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။တစ်ဖက်မှာလည်း UN မှာเนาะအရင်တော့အလိုမျိုးရှုတ်ချတယ်ဆိုတော့အဆင့်လောက်မဟုတ်တော့ဘဲနဲ့မာလာစစ်အုပ်စုကိုတော်တော်လေးပြင်းပြင်းထန်ထန်ဝေဖန်ထားပြီးတော့မှနိုင်ငံတကာကိုအာရုံစိုက်ဖို့တိုက်တွန်းနေကြတာကိုလည်းတွေ့ရတယ်။ဒါကြောင့်လို့ပြည်သူလူထုအတွက်တော့အင်အားတည့်ရဖြစ်ပါတယ်။အားရှိစရာသတင်းတွေပဲဖြစ်ပါတယ်။အဲ့တော့ကျမတို့တော်လန်ရေးဟာเนาะ ဒီအရွေးတစ်ခုကိုတွားနေရဆိုတော့တိတ်ကြတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ပြောင်းလဲအပြောင်းလဲတစ်ခုကိုတော့တွေးလာရတော့လိမ့်မယ်ဆိုရဲအရေးမွေးကိုမြင်နေရတာဖြစ်တယ်ဒါကြောင့်မလို့တိုင်းပြည်ထဲမှာရှိနေတယ်ကျွန်တော်တို့ပြည်သူလူထုတွေရောမြို့မြောင်နေကြီးမှာရှိနေကြတယ်ကျွန်တော်တို့ရဲ့ရဲဘော်တွေရောအားလုံးတောက်ခံထားပြီးတော့မှဒီဒေါ်လာရေးကိုပါဝင်ပေးကြပါเนาะဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကျမတို့တွေမတိရပါနဲ့ကျမတို့သွားကျင်နေတဲ့ပန်းနိုင်ကတော့ဒီအာနာရှင်စနစ်ကနေပြီးတော့ဘလို့အပြောင်းအလဲမျိုးလုတ်ပေးနိုင်မလဲဆိုတဲ့အဖြေကိုကျမတို့ရှာနေတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအဖြေရှားဖို့အတွက်ကိုကျမတို့ကဆက်ပြီးတော့တောက်ခံထားရမှာဖြစ်တယ်ကျမတို့မြန်မာပြည်သူလူထုလည်းနော်အကြံပေးစရာရှိလို့ရှိရင်အကြံပေးခဲ့ပါဘလို့ဆက်ပြီးတော့ဖြစ်လာနိုင်လေဒီနိုင်ငံတကာရဲ့အဖြေအားတွေကအရင်ကနေမတူတော့ဘဲနဲ့ပို့ပြီးတော့မရောက်နိုင်လို့စစ်အုပ်စုကိုအထီးကျန်စေတာတော့ကျမတို့မြင်နေရတာဖြစ်ပါတယ်အဲ့တော့ ကျွန်တော်တို့ရဲ့ပြည်သူလူထုတွေလည်းအကြံပေးသွားကြပါအောင်လို့ပြောချင်ပါတယ်ရှင်။ဒီဇီဝနဲ့မြောက်နဲ့စัจ जा ထားတဲ့ဒီထိတ်ပြောင်ဆောက်ယူอ่ะကျွန်တော်ကြည့်နေတာကြာတယ်เนาะတော်နိုင်ရေးဘက်ကလို့ပြောပြီးတော့တချေအိမ်လုံးဒီစစ်ကောင်စီကိုတိုက်ခိုက်ကြမယ်အစားစစ်ကောင်စီကိုတူပြောတဲ့စကားကနည်းနည်းသူတောက်လျှောက်သူ့ဗီဒီယိုဖိုင်ကိုကြည့်လိုက်နော်အန်အန်ဒီကိုတိုက်ခိုက်လိုက်နော်နန်းစုကြည်တိုက်ခိုက်လိုက်ဒီတော်လိုင်းဘက်ကအဖွဲ့တွေကိုတိုက်ခိုက်လိုက်နော်အခုလည်း ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲနီးတဲ့အချိန်မှာလူမျိုးရေးကိုဖွဲပြီးတော့နေသွန်းနဲ့ချူလေးကိစ္စเนาะအဲ့ဒီမှာဗီဒီယိုဖိုင်တွေအဲ့ဒီလောက်ပြီးတင်ထားတာတွေတွေ့တယ်။နေသွန်းတို့ချူလေးတို့ပထမခေတ္တမိုင်းကိုဒုံဆိုင်မိသူများရုပ်ရှင်ကထွက်လာတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ဝေဖန်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်ဝေဖန်ခဲ့တာဒီနေသွန်းနဲ့ချူလေးနှစ်ယောက်တည်းကိုဝေဖန်လာမဟုတ်ဘူး။အဲ့ဒီအထဲမှာပါခဲ့တဲ့လူတွေအကုန်လုံးဒါပေမဲ့တခုရှိတယ်။နေသွန်းတို့လူမျိုးတို့နှစ်မျိုးတယ်ချူလေးဘာလူမျိုးမှကျွန်တော်မသိဘူး။เนาะအခုသူတို့ပြောမှကျွန်တော်သိရတယ် ဒါပေမဲ့နေတွိုးလို့နှမပြောလဲဘာဖြစ်လို့လဲနေတွိုးဟာဒီလိုမျိုးအတန်းစားနေမဟုတ်ဘူးလို့ကိုယ်တွေတွက်ခဲ့တာအဲ့ဒီအတွက်ကျွန်တော်တို့ဝေဖန်တဲ့အထဲမှာအကုန်လုံးကိုဒန်းတူပြောခဲ့ပါတဲ့လူတိုင်းကိုပြောခဲ့အဲ့ဒီပါတဲ့လူတိုင်းမှတော့မှဘလို့ကျွန်တော်ပြောတဲ့စကားကိုပြန်ကြည့်ကြပါเนาะနေတွိုးကိုဒီအဟာတွေနဲ့တန်းစားနေတော့ကျွန်တော်ထားခဲ့တာမဟုတ်အေးအခြားလူတွေဟိုနေတွိုးနဲ့ကျူးလေးနာမည်နှစ်ခုတည်းပြောလားမပြောလားတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်ပြောတာဒီကျူးလေးဘာလို့ညိုမှန်းလည်းမသိဘူးအေးနေတွိုးတော့ရခိုင်လူမျိုးကျွန်တော်တည်တယ် အဲ့ဒါကိုရခိုင်လူမျိုးတွေကိုပြောပါလေဆိုပြီးကျွန်တော်ကိုဆွတ်ဆွဲတာနော်အခြားလူတွေဆွတ်ဆွဲတာကျွန်တော်မသိဘူးနော်သူတို့ဘာပြောလဲကျွန်တော်ပြောခဲ့တဲ့စကားကိုကျွန်တော်တောင်းပြန်ကြည့်ပါကျွန်တော်ပြောတဲ့ video file အဲ့ဒီဒီဈေးဝယ်နဲ့မြောင်းနဲ့ဆက်ကြတဲ့ဒီ play လို့อ่ะဟမ်ပထမတစ်ခါကျွန်တော်ပြောတယ်ကျွန်တော်ပြန်ပြောလိုက်တော့အခုတစ်ခါချက်တင်တယ်ဒီကောင်ကြည့်ဘာပြောလဲဒီကောင်ဒီဒီလား AUG ဆိုတာကအစိုးရအဖွဲ့မင်းတို့ကမေးတယ် AUG အစီပဲဒီကောင်နိုင်ပွားလို့ရတယ်အဲ့ AUG ဆိုတာအစိုးရကိုပြောတာအစိုးရတရားမရှိဘဲနဲ့ ဒီတော်တိုင်းသွားလို့ရအဲ့ဒါပြောတာပေါ့ပြည်သူတွေကလည်းဒီလိုမတုံ့နာရည်ဒီလိုသမင်းရှုံဒီပိနေနာအာတုံးနေတဲ့စကားနော်ဒီမိုကရေစီဘက်ကိုအားပေးတဲ့လူတွေတာနဲ့ဘာဖြစ်လဲသမင်းထုံလို့နီပိန်းလို့ဆော့ပေါ်ဆော့ပေါ်ထားတယ်နော်အဲအဲ့ဒါကြည့်ဒီတော့တူတူဗီဒီယိုဖိုင်တွေကိုဝင်ကြည့်လိုက်မယုံဘူးနော်အဲ့တော့ဒီကောင်ရခိုင်နာဆိုတော့ရခိုင်လူမျိုးတွေမှာတကယ်ထဲထဲဝင်လုပ်နေတယ်ကျွန်တော်မိတ်ဆွေတွေအများကြီးနော် ရခိုင်ရေပေးရခိုင်လေပေးကိုမြတ်အဲ့ဒီမိတ်ဆွေဆိုနောက်ကိုဝင်အောင်တို့တွားကြည့်ကိုဝင်အောင်တင်တဲ့စရင်မှာနော်ကျွန်တော်ယူနီယံဘရာဒါခါပါပြီးတယ်လေကျွန်တော်တို့လှုပ်လာခဲ့တာအဲ့ဒီတူလိုမျိုးလူတယောက်မှမတွေ့ဘူးရခိုင်ထဲမှာနော်တူတူရခိုင်လူကပြောရုပ်ကလည်းရခိုင်ရုပ်မပေါ့ငပိကျတော်စားနိုင်ရလားမသိဘူးဟမ်ဒီနွားကြည့်အဲ့တော့အဲ့ဒီလေလားတမိန်ရှုံဒီခွက်ခေါက်ဘာပြောတော့လဲဆိုတာခင်ဗျားတို့ကြားကြလိမ့်မယ်နော် တွန်လိုင်းရတရားမှာတဲ့အစိုးရတရားရှိမှလားတဲ့တွန်လိုင်းရအောင်မြင်မယ်ဆိုတဲ့သဘောမျိုးပေါ့တွန်လိုင်းရတရားမှာအစိုးရရှိတဲ့နဲ့အစိုးရရှိရမယ်ဆိုတဲ့သဘောမျိုးကိုဒီခွက်ခေါက်လစီလားမစီလားအားလည်းမသိဘူးเนาะငါတို့သိတာကတော့ဒီကောက်ရောဒရောင်းစားလို့လည်းသိတယ်ဒရောင်းစားခွက်ခေါက်နိုင်ငံရေးကိုတတ်လို့လောက်တာမဟုတ်ဘူးငတ်လို့လောက်တာမဟုတ်ဘူးတွန်လိုင်းရကိုတတ်လို့လောက်တာမဟုတ်ဘူးငတ်လို့လောက်တာเนาะ မင်းတို့ငါပြောမယ်ငါနိုင်ငံရေးတမမဟုတ်ဘူးလို့ပြောထားတာအခါတည်းကမကတော့နော်အဲ့တော့တော်မင်းကတော်လန်ရေးဘက်မှာယက်တည်တဲ့လူတယောက်ဆိုရင်မင်းကမင်းဘာလူမျိုးဘာဘာသာဖြစ်နေစေတော်လန်ရေးလုပ်နေတဲ့သူအချင်းချင်းထိကိုက်နစ်နာပုတ်ခတ်စရာအကြောင်းမရှိဘူးနော်တယောက်ကရန်ရှာလာရင်တော့အဲ့လူကိုကိုကောက်ွယ်အေးတော်လန်ရေးပြီးမှလားအချင်းချင်းတိုက်တယ်လို့လို့အဲ့ဒါတော်လန်ရေးဓမ္မတိုင်းထားရမယ်စိတ်ဓာတ်မင်းအရွယ်အဲ့ဒီအတိလောက်ကိုတော့တီးရမယ်နော်အခုမင်းကပြောရတယ်ခွက်ခေါက်ကိုပြောရတယ်ဟုတ်တယ်နော် အဲ့ဆိုရင်ရခိုင်တပ်တော်အတွက်လှစင်ထည့်နေတဲ့ဒုတိယဥစဉ်လိုက်ကောက်နေတဲ့ဒုတိယဟမ်မိသားအကုန်လုံးတော်နိုင်အားလုံးမင်းတိန်းချုပ်စော်ကားတာပဲအလူခံတဲ့လူအားလုံးတိန်းချုပ်စော်ကားတာပဲဟမ်မင်းပြောတဲ့စကားတစ်ခုကဘယ်ရောက်လို့ရောက်မလဲမင်းပညာမဲ့ငပိမင်းမတည်ဘူးမလားဟမ်ပြောစပြောမယ်တော်နိုင်ရင်လောကကို2020အလွန်2021စက်ချမှာကျွန်တော်တို့ဒီအာဏာသိမ်းခံရတယ် အဲ့ဒီအာနာသိန်းခံရပြီးမှလမ်းပေါ်ကမိုင်းကရန်တက်လာပြီးတော့လမ်းပေါ်ဒီကောင်နေဆက်တဲ့ကောင်ကလူရောပြောမပေါ့ဘူးအဲ့ဒါပဲကွာမင်းတို့ပညာမဲ့ငပိန်းဟာလေလူတယောက်ကြောက်ပြောတော့မယ်အကြောင်းအရာတစ်ခုကိုပြောတော့မယ်ဆိုဘယ်တော့မှမလစ်လာဘူးကြီးနော်ဖေအောင်မင်းကပြောမယ် TikTok မှာနိုင်နိုင်ရင်းမဟုတ်ဘူးငါတမိုင်းလေးလာကြည့်လိုက်တိလိုက်စောက်ပိန်းမလုံးနဲ့နော်ကိုစောက်ပိန်းဖြစ်တာကိုလူတွေကချပြနေတာလား ဘာလဲဟုတ်တယ်မင်းပြောသလိုအာနာသိမ့်မှငါတစ်တော့စတော့တာငါကိုတစ်တော့မတော့ဘူးတစ်တော့တော့မှမင်းတို့ငါ့ကိုတီးတယ်ဟုတ်တယ်နော်အေးအဲ့လောက်ပဲမင်းတို့ငါပြောမယ်တီးလိုက်ကိုကိုလဲလိုက်မထင်နဲ့ကိုကိုတီးလိုက်မထင်နဲ့လူတယောက်အကြောင်းကိုပြောလို့ဆိုနောက်ဆုံးမှတ်ထားအဲ့လူရဲ့အကြောင်းကိုပြောမယ်ဆိုအဲ့လူရဲ့စိတ်မြေကိုတိတိကျကျလေ့လာရင်လေ့လာပြီးမှပြောကိုထင်ရနဲ့စွတ်မပြောနဲ့နော်တီးလိုက်အခုတော့ခွက်လေးရခောက်အဲ့ဒါဒေါင်းစားလေးလေးငါးမြစ်လောက်ပြီးတော့ဟာလားနည်းနည်းပါးပါးလေးအဆင်ပြေလာတော့ လို့ဖြစ်လာလေဆိုတော့တရောင်းသားတမင်ကတော့လီတောင်နေဆိုတာဒီကောင်းနေပြီလီတောင်ကမင်းမေုံငါချတော့တာဟမ်ကဲမင်းမရရောငါရင်ရိုင်းလာနော်မင်းငါရင်ရိုင်းလာမဟုတ်ဘူးမင်းနှမအောင်ငါချတော့လာအဲ့တောင်နဲ့လီနဲ့ဟမ်တိလာကြုံချသွားလိုက်မယ်ငါရက်6ပေရှိတယ်ခမန်းကြီးတော့ပါအကြည့်နေတဲ့လူတွေပြောတာမင်းတို့ဖွင့်ပြစ်တော့မဟုတ်ဘူးတိလာငါလီတောင်တိုင်းလိုက်ရင်မင်းရက်လောက်ရှိတယ်ဟမ်နာနာကတော့အော် online ပေါ်မှာမို့လို့တိလာအဲ့တော့မင်းကပြောမယ်ကိုကိုစောက်ခွက်ကိုပြန်ကြည့်ကိုရက်ကိုကိုပြန်ကြည့်လူများကလည်းမပြောနဲ့ဘူးပြောရတယ် အဲ့တော့ဒီကောင်းနေလို့နိုင်ငံရေးကိုနှစ်ထူနှစ်ပိတ်နှစ်ချိုးနှစ်ခမ်းမသိခဲ့ဒီနိပိတ်နေထဲသမျှဂျင်းနေဟိုလုံးလိုက်ခဲလိုက်ဖြင့်ထဲသလောက်ယုံနေတဲ့ပြည်သူတွေကိုနော်ကျွန်တော်တို့ကနည်းနည်းလေးထောက်ပြချင်တယ်စကားကိုဝလုံးချီတော့မပြောတော့ကွာသိလားနော်အဲ့ဒါမင်းတို့စောက်ပေါ်နေပြောတယ်ပြောမင်းငါ့ကိုပြောနစီဆိုတဲ့ကောင်ဘယ်နေရာမှာဘယ်ဗီဒီယိုဖိုင်မှာဘယ်လိုမဟုတ်တဲ့စကားကိုပြောထားတယ်ထောက်ပြတတ်မှာအဲ့လိုထောက်ပြနိုင်တဲ့စောက်စင်မင်းမှမရှိဘူးမလား ေးအဲ့လားအဖြစ်ပဲအဲ့တော့မရှိတော့ဘာလုပ်လဲအမ်ဒီပိန်းတွေဂျင်းထဲသမျှပတ်ခဲအမ်ဖုတ်ခွေးတွေအတိုင်းလာတယ်အဲ့ဒီဟာရိုးနေပြီနော်အဲ့ဒီဟာရိုးနေပြီအဲ့ဒါအမတီဘီတို့မြမနိုင်ငံစောက်ဆက်ရှိတယ်နော်နော်ဒီကောင်ကြီးကတော်လိုင်းရင်မှာအစိုးရတရားရှိရမယ်ဆိုတာအကြောင်းပဲတက်တက်ပြောတာမဟုတ်ဘူးတော်လိုင်းရင်မှာအစိုးရတရားရှိစရာမလိုဘူးဘာအစိုးရမှမလိုတာဟွန်းနော်အဲ့ဆိုဘုဇုတ်ထုံးညနိုင်တို့ဘုဇုတ်ဖံမော်တို့ကိုယ်တိုင်ပြောထားတာမှားတာပါလားဟုတ်လားမင်းကအဲ့ဘုဇုတ်ထုံးညနိုင်တို့ဘုဇုတ်ဖံမော်တို့လည်းမင်းပိုတိတော်နိုင်ငံရေးမှာ ဩအေးအေးအေးငါတို့ကတော့ဘုရုပ်ထွန်းရတယ်လို့ဘုရုပ်ခွန်မော်လို့စကားတော့ငါတို့လက်ခံတယ်နော်သူတို့ကိုယ်တိုင်တီတော်နိုင်ရေးကဘလို့ရေးသီးတယ်ဘလို့ပူပေါင်းလောက်ကတဲ့ဆိုတာကိုသူတို့ကိုယ်တိုင်ထုတ်ပြောထားတယ်ဘာဖြစ်ဆိုတော့ငါတို့ကတော့တိတယ်ဒီလိုခေါင်းဆောင်တွေဟာဘယ်တော့မှစကားတခွန်းလက်သက်ဆက်ပဲမပြောဘူးပြောပြီဆိုတဲ့ကလိုအပ်လို့ပြောတာနော်အဲ့တော့မင်းကမလို့ဘူးဆိုတော့မင်းအဲ့ပုံပုံတွေကမင်းပို့ပြီးတော့တဘာမြင့်တာမဟုတ်လားကြက်ချင်းမဆက်ပြောအဲ့တော့ဒီကောင်တွေကအစိုးရအယူကျေအစိုးရဘာလို့ရှိရှင်တယ်လဲရှိစေရှင်တယ်လဲဆိုလို့ရှိရင် အညူကြီးရှိရင်ဒီကောင်ကိုခွက်ခေါက်လို့ရတယ်။ဒါပဲချင်းချင်းလေးပဲ။တကယ်တော့တော်လန်ကြီးတိရအောင်မြင်မို့ဆိုတာအစိုးရရှိရှိမရှိရှိနဲ့လုံးဝမသက်ဆိုင်။ဟုတ်တယ်။တော်ကောင်းတဲ့နိုင်ငံကြီးဘုဒ္ဓတရားကြီးဗိတုကာကြီးပဲ။ဟုတ်လား။အငါတို့ကအညူကြီးရှိမှခွက်ခေါက်ကမယ်။ကဲမင်းပြောသလိုအစိုးရမရှိပဲတော်လန်ရဲ့အဖွဲ့တွေချင်းငါတို့ခွက်ခေါက်လို့မရဘူးလား။အညူကြီးနဲ့ဘယ်လိုပတ်သက်နေလို့လဲ။စကားတွေအသေးပဲရှိတဲ့စကားကိုပြောနေကွာ။ဘာလဲဘယ်ရန်ပလာလဲ။ဟမ်။ကိုယ်စကားတစ်လုံးနဲ့ပြောမှတော့ဗီဒီယိုဖိုင်တစ်ခုတည်းမှတော့အခုပြောလိုက်တဲ့စကားလုံးနဲ့ဒုတိယပြောတဲ့စကားလုံးမကိုက်ဘူး။ ဟမ်မင်းပြောစကားအထိတ်ကိုမင်းသိလားအဒုက္ခပဲကွာဘာကောင်နေလဲကွာနော်အစိုးရရှိလို့အစိုးရကနိုင်ငံတကာကလက်ခံတယ်နိုင်ငံကြီးတွေကအတိမပြုရှင်ကိုခံရတယ်နိုင်ငံကြီးတွေကပံ့ပိုးဝိုင်းရံကိုခံရတယ်ဆိုလို့ရှိရင်တော့ဒါမျိုးကောင်းတယ်အခုအင်ဂျီကြီးကလူမလေးခွဲမခွဲမခံဖြစ်နေပြီနိုင်ငံတကာကပြောတယ်မြန်မာနိုင်ငံမှာတော့မှခလေးရစပွေးဆုံးအင်ဂျီကိုဘယ်သူမှလူလို့လူမသားမှောက်မင်းတို့ကပွေးမျိုးတွေပဲလေနိုင်ငံရေးကိုနိုင်ငံရေးကိုတဘောထားတဲ့လူကအင်ဂျီကိုမကြိုက်တော့မှာ NGO နိုင်ငံတော်နိုင်ရဲ့တပ်ဦးအစိုးရဖြစ်တတ်မှတ်ထားတယ် NGO မကြိုက်ဘူးနော်ဒါတတ်မှတ်ထားတယ်မင်းတို့ခွေးမျိုးကတော့လူမလေးခွေးမခန့်ဆိုတာမင်းတို့မခန့်တဲ့ခွေးမျိုးကမတတ်နိုင်ဘူးဒါကတော့မင်းတို့ခွေးမျိုးတွေရှိတာပဲဟုတ်တယ်နော်နိုင်ငံတကာမှာဆိုလို့ရှိရင်ဒီတိုင်းပဲကျွန်တော်တို့အာတိတိကျကျပြောရမှာဆိုလို့ရှိရင်နိုင်ငံတကာမှာ NGO ကိုအစိုးရဖြစ်အတိမပြုပြုရုံးဆိုင်ခွင့်ပြုထားတာဆိုတော့အစ်ဒီမောတနိုင်ငံမရှိတဲ့အစ်ဒီမောဆိုတာရှိတော့အချက်မနိုင်ငံသေးသေးလေးပဲရှိဒုက္ခပဲเนาะအဲ့ဒါပဲဒီကောင်တွေကเนาะမင်းကပြောမယ်เนาะတိလား အမေးဗီဒီယိုဖိုင်တွေရိုက်နေတာမင်းစောက်ဖို့ပဲသာငါအဲ့လိုတော့မင်းကိုမထင်တာဘူးဘာဟိုဟိုနေတန်နိုင်ငံမရှိတယ်ဟုတ်လားဟမ်ဩစတြေးလျနော်ဩစတြေးလျကိုယ်စားလှယ်ရုံးတဲ့တာဝန်ခံဒေါက်တာထွန်းအောင်ရွှေနော်ပြီးရင်ချက်သမရနိုင်ငံဦးလင်းသက်ကိုယ်စားလှယ်ရုံးတဲ့တာဝန်နောက်ပြင်သစ်နိုင်ငံကိုယ်စားလှယ်ရုံးတဲ့တာဝန်ခံနန်းစုမော်အောင်နော်ဂျပန်အကူစရေယောင်းတောင်းဝင်ခံကစောပလှသိမ့် ယူလိုက်တဲ့ကင်တာကဥမောင်မောင်အောင်နဲ့ဒေါက်တာတက်ကိုကိုကိုစလေနှစ်ယောက်။နော်ဝေမှာကဒေါက်တာမောင်မောင်မြင့်။တောင်ကိုရီးယားမှာကဥယန်နိုင်ထွန်း။ဝါရှင်တန်ဒီစီမှာကဥမိုးစော။နော်အဲ့ဒါ NGO ရဲ့ကိုစလေယုံနေနဲ့နိုင်ငံတွေနဲ့သူတို့ရဲ့အဲ့ယုံရဲ့ဂျုံတောင်နိုင်ငံတွေ တိလာတော်လိုင်းကာလဖြစ်တဲ့အတွက်တန်ယုံလို့တတ်မှတ်လို့မရဘူးလို့နိုင်ငံရဲ့အစိုးရဖြစ်တဲ့တတ်မှတ်လို့မရဘူးဒါပေမဲ့တော်လိုင်းရဲ့အစိုးရတရရဲ့ကိုယ်စားလှယ်ယုံဖြစ်တရဝင်လက်ခံထားတာမင်းများလေ့လာပါတိလာအပုတ်ချတင်တာနဲ့တိုက်ခိုက်ချင်တယ်ပေါ့ပြရီဆိုပြီးတော့ကိုယ်ပဲ support ဖြစ်တာပေါ့နော်ဆက်ပြောအဲ့တော့ခုလေအဲ့ဒီဒီမော့အရှိဒီမော့နိုင်ငံကအမျိုးကျိုးအတိမမကြည့်တော့ဘူးလေမင်းအောင်လည်းပဲပါသွားပြီအဲ့တော့ဒီအစိုးရတရားကဒေါင်းစားအစိုးရဖြစ်နေတယ်ခွေးလုံးလုံးဖြစ်နေတဲ့အစိုးရ ီလိုမျိုးကြီးအစိုးရအခွင့်အလုံးပြင်မရနိုင်ဖောက်ခံလိုက်ကောအဟမ်းမင်းအဲ့လိုအဲ့လိုစကားတွေပြောနေသေးရမင်းကဘာကောင်းဆိုလားလူမပြောနဲ့ခွေးတော်တည်တယ်တည်လိုက်ရအောင်အဲ့ဒီအကွက်လောက်နဲ့တက်မလာနဲ့နော်အဲ့အကွက်လောက်တက်မလာနဲ့တည်လားမကြည့်လိုက်ရင်တော့လေလူကြီးလူကောင်းတရားမှမရှိဘူးဖာကောင်းတဲ့သရောင်းသားတွေခွက်ခေါက်တဲ့အယက်သမားတွေအဲအဲ့နေပိတအောင်နဲ့ဖွဲ့ထားပြီးတော့ပြောစီရပြောတယ်လမ်းများအားလုံးနေပြည်တော်သို့ပြောလိုက်ကလိုင်းကြီးကလိုင်းလာမယ်လို့ပြောလိုက် အဲ့ဒါဒီဒေသခေါ်လို့ခေါ်လို့ပြောလိုက်ဟုတ်တယ်မင်းပြောသလိုစကားပြောတဲ့နေရာမှာတွေတော့ IMG ဘက်ကဖောင်းတဲ့စကားတွေရှင်းရှိလိမ့်မယ်နော်ဒါပေမဲ့မင်းဘယ်နဲ့တန်းတက်ကလဲသိလားဒေါက်တာဇော်ဝီဆိုးကလေ UU MBBS မဟုတ်တော့လေ့လာကြည့်ကိုစင်ကိုတီးမင်းတို့အဆင်ရမယ်ဘတရားမှလူကြီးလူကောင်းမရှိဘူးဟုတ်လားအော်ဒုက္ခပဲမင်းကအဲ့လောက်မထင်တော့ဘူး တည်င်းနေမင်းတည်င်းနေတော့ငါငကုံကဟိုတွေ့ရင်တော့တွေ့တခါမှတော့နားမလောင်ဘူးကွာဒီလူလက်တော်နိုင်ဘက်ကလုံနေလို့သူတတ်မှတ်တာတကယ်တကမင်းအောက်ပိုးကြီးပဲကွာဟမ်မင်းဖို့ခွေးစင်နဲ့ရှိတာဟိုးပောက်ခဲ့ပြောဒီနေ့ထက်ပြီးငါးနှစ်ပြစ်လာငါးနှစ်အတွင်းမှာဘာတစ်ခုမှလူရှိကြရှိရေပေါ့တင်းကြနိုင်နဲ့အစွမ်းစားမရှိဘူးဂျန်တဲ့တိုင်းသားတွေလည်းတစ်မျိုးပြီးတစ်မျိုးတင်းနေအဲဆိုရင်ဒီတိုင်းပဲတင်းနေဂျန်တဲ့ရောက်ပိုင်းဖွဲ့တွေလည်းတင်းနေနော်အဲ့တော့အင်အားအကြီးဆုံးအင်အားအများဆုံး လူအရင်းမြစ်အများဆုံးဆိုရက်ဒီနိဗ္ဗိတ်နေရာဘာမှမလုပ်တာတော်လိုင်းရောအကြောင်းပြလေခွက်ခောက်တယ်ပြီးလို့ရှိရင်ကိုနဲ့အမြင်မတူတဲ့သူတွေကိုတိုက်ခိုက်ရဆော်ကားတယ်ဒီလိုလက်အဲ့ညာမှာတစ်ချက်ပြောအမြင်မတူတဲ့သူကဘာတူလဲကိုစီရဲ့ဘုရားမှာအမြင်မတူယုံနဲ့ဘယ်သူ့ကိုမှမဆော်ကားဘူးနော်အဲ့ဒါပေမဲ့ရန်သူနဲ့ပေါ့နော်ရန်သူတက်မှတ်တယ်ငါတမိတဲ့ငါတခါလိုက်ပြင်ညာထားပြီးလားငါရဲ့တမိတဲ့တဖတဲ့ပောက်တဲ့ညီကောင်မောင်တို့မှအရင်ဖြစ်နေရန်သူနဲ့တွားပေါ့အဲ့ဒီကောင်ရန်သူပဲအဲ့ဒါငါခံပြီးရဲ့ မလူမျိုးတို့ဘာသာလို့တော့လာမပြောနဲ့အဝေးရှင်းတော့အငါခံကြက်ငါတမျိုးနဲ့ဖေးမေသူမောင်နှမဖြစ်နေပါစေညီကိုဖြစ်နေပါစေရန်သူနဲ့သွားပေါင်းပြီးတော့အဲ့ဒီရန်သူရဲ့အကျိုးလုံးနေအဲ့ဒီကောင်အဲ့ဒီကောင်မှရန်သူပဲငါရန်သူပဲရှင်းရှင်းလေးအဲ့ဒါငါခံကြက်နော်အဲ့ဒါပြောဆုံးအဲ့တော့တိုက်ဆိုင်တော့နည်းနည်းပြောပြဒီခွက်ခေါက်ဒီတောင်းစားဒီထမင်းရှင်ကပြောတဲ့အွန်လိုင်းတရားမှာဆွေးရရှိရမယ်ငါ့ထမင်းကြုံဆိုတော့မင်းကလီးထိတ်ကနေမွေးလာတာ ဟုတ်လားငါမသိတော့လက်ချောင်းထိပ်ကမင်းကထွက်လာတာဟမ်မင်းအဲ့ထမင်းအောက်ကမင်းထွက်လာမဟုတ်ဘူးလားဟုတ်လားမင်းကလက်ချောင်းထိပ်ကထွက်လာတာနော်ဒီမိုကရေစီဘက်ပါတဲ့လူတွေတိုင်းနီပိတို့ထမိန်ကုံဆိုတော့အဲ့ဒါစောက်စစ်မရှိတဲ့အောက်သားသားတွေပြောတဲ့စကားအတားငါဘယ်ပါတီမှမဝင်တော့ဘူးနော်ပြည်သူအစ်စ်အဲ့လိုနေနိုင်အောင်နေတာရုပ်တော့အောင်နိုင်ကာလတွေမှာဆွဲတာတပုံကြီးရှင်းလားလူမျိုးဒီမိုကရေစီမှာမြေနာထမိန်ချုံလို့နီပိန်လို့ပါတယ်လားဟမ်ယူနေ အစိုးရရှိမှဒေါ်လာရင်းအောင်မယ်သူပြောတာရှင်းရှင်းလေးပဲအန်ယူဂျီရှိရမယ်အန်ယူဂျီရှိမှဒေါ်လာရင်းအောင်မြင်မယ်ဆိုတဲ့သဘောမျိုးဒီဒရောင်းစားဒီခွက်ခေါက်ပြောသွားတယ်ဘာလို့မင်းလူကမွေးတဲ့လူဆိုရင်စကားအောင်မှန်မှန်ကန်ကန်ပြောလေငါပြောတဲ့စကားထဲမှာအဲ့လိုမျိုးပြောလာမှာဒီအန်ယူဂျီလူမျိုးအစိုးရတရက်ရှိမှလို့ပြောတယ်ဟုတ်တယ်နော်ငါပြောတာအန်ယူဂျီမှမဟုတ်ဘူးအန်ယူဂျီလူမျိုးအစိုးရတရက်ရှိမှ ငါပြောတဲ့ဗီဒီယိုဖိုင်ကိုဝင်ပြောเนาะနောက် reaction လုပ်ရှင်မှတ်ထားမင်း reaction လုပ်ရှင်တယ်မလားလုပ်ရှင်အခုလိုမျိုးတစ်ဖက်လူပြောတဲ့ဗီဒီယိုဖိုင်အစအဆုံးဖွင့်ရဖွင့်ပြီးတော့သူပြောလာတဲ့စကားကဘယ်နေရာမှားတယ်တလုံးချင်းတလုံးချင်းကိုပြန်ခြေပနိုင်ရတယ်အဲ့လိုခြေပနိုင်တဲ့စောက်စစ်မရှိရင်သူများဗီဒီယိုဖိုင် reaction မလုပ်နဲ့ရှင်းလား reaction လို့မခေါ်ဘူးနော်သူများဗီဒီယိုဖိုင်အကွက်ကလေးယူပြီးတော့လမ်းဘေးဟောင်းနဲ့ပွေးဝဲစားလို့ပဲတတ်မှတ်လို့ရတယ်။နော်ရှင်းလား။ဆက်ပြော ထွန်းလို့ပြောလဲဆိုတော့ तू မသိမှမသိတာနိုင်ငံတကာမှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကို तू လက်နဲ့မလက်လာဘူးသိလည်းမသိဘူးဟဲ့အင်ဂျီကိုယ်တည်းရုံးပဲမရှိလို့ရှိမှမသိတဲ့ကောင်ကကျွန်တော်ပြောနေတာအနောက်ဘလိုကောင်နော်အပြည့်လို့မှတ်နေဟဲ့အောင်နဲ့မင်းအယူထောင်လို့ရတယ်အယူတွေ့အောင်မေးကြည့်တယ်ဟဲ့အောင်မင်းအယူလားဆိုဘယ်အယူမှသူတို့သူတို့အယူလို့မပြောဘူးလေအဲ့စကားပုံလေးသတိရပါတယ်နော်အင်ဂျီကိုယ်တည်းရုံးဖွင့်ထားတဲ့တိုင်းပြည်တော်မတိတဲ့ကောင်ကနိုင်ငံတကာကြောင်းကိုစီမတိဘူးလေဟုတ်တယ်ဟုတ်တယ်ငါမတိကပြောပါဦးမင်းပါရေးကြည့်တာအဲ့တော့ဒေါ်လန်ကြီးတို့နိုင်ငံကြီးတို့ဆိုတာလေဘာသာမှာ ိတ်ကူးရှိအောင်လျှောက်ပြောနေတာနော်တတ်လို့လောက်နေတာမဟုတ်ဘူးကျွန်တော်အဲတခုလောက်ပြပါလားငါပါဆက်ထဲမှာစိတ်ကူးရှိအောင်ပြောတဲ့စကလုံးတစ်လုံးလောက်ပြမဟုတ်မမှန်တာဘောကစိတ်ကူးရှိတယ်ဆိုတဲ့ကမလို့စိတ်ကူးလည်းရှိတယ်ဆိုတဲ့ကလက်တွေ့မရှိတဲ့အရာပေါ့အဲလက်တွေ့မရှိဘဲနဲ့ကိုစီပြောတဲ့အရာပါရှိဟင်ကျွန်တော်ပြောပြီငါလို့လောက်နေတာဒီကောင်လေးအရင်တော့ကလေထိုင်းနိုင်ငံမှာလေလမ်းတွေနဲ့လမ်းကြီးစားကလေးကွားတယ်အလုံးမရှိအခိုင်မရှိတဲ့ကောင်အခုကြည့်လမ်းတော့မင်းပြောသလိုတစ်ချိန်က အလုံးမရှိအကင်မရှိကလေကဝဆိုရင်မင်းငါ့ကိုကြိုက်တယ်လို့ကြည်နော်ငါယောက်ျားနော်မင်းတော့မမြင်ဘူးနဲ့အလုံးနဲ့အကင်နဲ့ဝင်ဝင်နဲ့ဆိုရင်မင်းကိုမေကိုလိုးပြမလားဟမ်ခွေးသားမင်းယောက်ျားအောင်မင်းတို့ငါမင်းတို့ငါမင်းယောက်ျားမှမဟုတ်တာမင်းဂျော်လကီးဟာယူသူများတကောင်မဟုတ်မှမပြောရဲတဲ့ပါစက်ကငါမပြောရဲဘူးငါငါအသေးယွန်ပါနဲ့ဆိုတော့မင်းအောင်နိုင်အောင်မရှိတဲ့အပြစ်ငါမပြောရဲဘူးငါမတိတဲ့အကြောင်းဆိုငါလေ့လိုက်မပြော